မင်္ဂလာပါ tutorial အနိုင်မှကြိုဆိုပါရစေဒီတစ်ခါမှာတော့ Google AI ရဲ့အမိုက်စား feature တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့အရင်ကကျွန်တော်တို့ ChatGPT တို့ ဒီစီလိုလိုမျိုး AI တော်တော်များများမှာကျွန်တော်တို့ကိုသိကျင်တာတွေကိုရှာဖွေကျင်တဲ့အကြောင်းအရာတွေကိုစာရိုက်ပြီးတော့ရှာဖွေလို့ရတယ်ဆိုတာကတော့ဒါတော်တော်များများသိပြီးသားလည်းဖြစ်ပါတယ်။အခုဒီမှာ Google AI ရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့စကားပြောပြီးတော့မှကိုသိကျင်တာတွေမေးလို့ရတယ်။နောက်တစ်ခုကသူနဲ့ကိုနဲ့အပြန်လန်ဆွေးနွေးလို့ရတယ်ပေါ့နော်။အဲ့တော့ဒီတစ်ချက်ကတော့ဒါတော်တော်လေးကိုမိုက်တယ်ကျမ်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။ပြီးတော့သူကမြန်မာလိုလည်းကောင်းကောင်းနားလည်တယ်။ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီ Google AI Studio ကိုဘယ်လိုသုံးလို့ရလဲဆိုတာ ေးကိုဒီဗီဒီယိုလေးမှာကျွန်တော်တို့အတူတူစမ်းကြည့်လိုက်အောင်ပါဒီမှာကျွန်တော် Google AI ကိုသုံးမယ်ဆိုရင်တော့တခုတတိထားမှာကသူမြန်မာကနေသုံးလို့မရဘူးဖြစ်နေသေးရပါတော့အဲ့တော့ကျွန်တော်တို့ VPN တစ်ခုခုကို သုံးပြီးတော့မှကျွန်တော်တို့ဒီ Google AI Studio ကိုဝင်ပြီးတော့သုံးလို့ရမှာဖြစ်တယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ Chrome browser တွေကိုသွားလိုက်မယ်ပေါ့နော်အားတော့ကျွန်တော် mobile သမားတွေဆိုရင်ဖုန်းနဲ့သုံးမဲ့သူတွေအတွက်ဆိုရင်လည်းအတူတူပဲကျွန်တော်တို့ဒီ Chrome browser တွေမှာအခုနီလန်တိုင်းသွားသုံးလို့ရတယ် ဆိုတော့ကျွန်တော်ဒီမှာ website တွေကိုဝင်လိုက်မယ် website ကကျွန်တော်တို့ aistudio.google.com ပေါ့နော် console ပြီးတော့ဝင်လိုက်ပါဒါဆိုရင်ဒီနေရာကိုရောက်လာလိမ့်မယ် အဲ့တော့ပုံမှန်ကျွန်တော်တို့စာရိုက်ပြီးမေးခြင်းလည်းရတယ်ဒီမှာကျွန်တော်တို့စာရိုက်ပြီးမေးလို့ရတယ်အခုဒီမှာတော့ကျွန်တော်တို့ကစကားပြောပြီးတော့မှအပြန်လာဆွေးနွေးတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကလုပ်ကြည့်မှာဖြစ်တဲ့အတွက်ဒီဘက်မှာ live audio to audio ထိုင်ရန်လော့ဆွေးနွေးနေရာလေးကိုနေပြီးပြောလိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ top ဆိုရဲဒီမှာကျွန်တော်တို့ microphone ပုံလေးရှိတယ်ဒီ top play ကိုတစ်ချက်ထန်းနေလိုက်မယ် ဒါကြဲဒီမှာသူက connected to server ဆိုပြီးတော့ပြနေတယ်။ပြီးရင်ဒီမှာ string string is live ဆိုပြီးတော့စာရန်လေးပေါ်လာပြီ။ဒီမှာလည်း microphone ကုန်လေးက attack ဖြစ်လာပြီပေါ့နော်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့စကားပြောပြီးတော့သူနဲ့အပြန်လာပြောလို့ရသွားပြီပေါ့နော်။ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာဆန်းပြီးတော့ပြောကြည့်အောင်။ Hello ကိုပဲခင်ဗျားမြန်မာလိုကောင်းကောင်းပြောတတ်ပါလား။ဟုတ်ကဲ့ကျွန်တော်မြန်မာလိုပြောတတ်ပါတယ်။ဘာကူညီပေးအောင်မလဲ။ ဒါဆိုရင်မြန်မာမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အပြင်းငလျင်အကြောင်းကိုသိပါလားဟုတ်ကဲ့သိပါတယ်အေးမလ28ရက်နေ့ကမြန်မာမှာအပြင်းငလျင်လှုပ်ခဲ့ပါတယ်အပြည့်စည်တွေရော ထိခိုက်ဒဏ်ရာရောက်သူတွေရောပါရှိခဲ့ပါတယ်သူကပြင်းအားဘယ်လောက်နဲ့လှုပ်ခဲ့ရလဲ attention appear in a connect star လောက်ရှိတယ်လို့သိရပါတယ် 哦，好个，都啊，麻将哎，路里路开开下来嘞。皮大专家，你路啊偏新疆的月亮木匠，皮大吧？哎，路月亮木家，那里人老大哥，七十八嘞。တေဆုံးသူနဲ့ထိခိုက်ဒဏ်ရရှိသူအရေးအတွက်ကိုဘယ်လောက်ရှိခဲ့ပါလဲတိတိကျကျလေးအရေးထကတော့အပြင်းဖြစ်ပွားပြီးပြီချင်းတိတိကျကျပြောပို့ခဲ့ခဲ့ပါလေဒါပေမဲ့တေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူအတော်များပြားရှိခဲ့တယ်လို့အစိအင်ခန်းစာတွေမှာဟောပြထားပါတယ်။နောက်ထပ်ရောခုလိုအပြင်းငလင်အန်တွေရှိလာနိုင်သေးလား။အမေဒန်အန်တွေရှိနိုင်ပါတယ်။မြမကမြေလွှာအပြည့်စင်ကြံနေပေါများတဲ့ဒီသားမှာရှိတာမို့နလျေလုခန့်နိုင်ချေရှိနေစေပါပဲ။တဘာဝဘီအန်တွေအတွက်ကြိုတင်းပြင်ဆင်ထားဖို့လိုအပ်တာတဲ့။ ငလျင်လောက်ခတ်ခဲ့ပြီဆိုရင်ရောဆောင်းဝါရှောင်းဝါအနေနဲ့ဘာတွေရှိပါလဲငလျင်လုံနေစဉ်ငင်းငင်းစေပြီးခိုင်ခန့်တဲ့နေရာနေမှာ ခိုးလုံရောက်ပါမယ်ငလျင်ငိမ်သွားညံအဆောက်အုပ်တွေပစ္စည်းမှု ရှိမရှိ စစ်ဆေးပြီးဘေးကင်းတဲ့နေရာကို ရွှေ့ပြောင်းရပါမယ်သဆိုင်ရာအာနာပိုင်နေရညွန်ကြားချက်တွေကိုလည်းလိုက်နာရပါမယ်အခုမပြောကျင်တော့ဘူးဆိုရင်ဒါကျွန်တော်တို့ဒီမိုက်ခရိုဖုန်းလေးကိုပြန်ပိတ်လိုက်လို့ ရတယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒါကျွန်တော်တို့ဒီ Google AI Studio နဲ့အပြန်လာစကားပြောပြီးတော့ကျွန်တော်တို့ကိုသိကျင်တဲ့အကြောင်းအရာတွေကိုသိကျင်တာတွေကိုအပြန်လာဆွေးနွေးလို့ရပါမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုမျိုးဤပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်စစ်မပြတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပြီးတော့လည်းအားပေးကြပါဦး thank you